ချင်အခြေစစ်လေးတက်ပြမယ်ပေါ့နော်အဲ့တော့အခြေစစ်လေးတက်ပြမယ်ဆိုရင်နော်ပတန်နေရကြတော့အခုဟိုပတန်ဆွဲနေထဲမှာပါတယ်ပေါ့နော်လောလောဆယ်ဒီမှာကြတော့ခြေစစ်တက်နေလေဟိုလေ့ကျင့်ရအောင်ပေါ့နော်လေ့ကျင့်ဖို့အတွက်ဆိုရင်အခုဒီမှာခြေကပတန်လေးနှစ်ခုလောက်ထားတယ်အဲ့တော့ပုံမှန်ခြေလို့ဆွဲလိုက်တယ်သူ့ရဲ့အလယ်မြင်ပေါ့နော်အလယ်မြင်ကနေနော်အလယ်မြင်ဒီကပွားချုပ်စာ1 CN ရှိတယ်အဲ့ရနေခြေကပတန်လေးထုတ်တယ်ပေါ့နော်အဲ့ဒီပတန်ထုတ်တာကြတော့ဒီကနေဒီဒီအပြင်ကိုဘလောက်လောက်ထုတ်လဲဆိုရင်ခြေကသူ့ရဲ့ဒီစစ်တပြားစာဝင်ကျန်တော့လေးသွားပြီး ီးတော့ထုတ်တာပေါ့နော်နော်အဲအဲ့ဒါလေးနော်အရှေ့ရကြတော့အခုဒီမှာကြည့်ဒီကောင်ဆိုရင်ဒီမှာဈေးရိုးရှိတယ်ဈေးရိုးနဲ့မြင်လားမသိနော်သူရဲ့ဒီအရိုးလေးတွေ့လား ဒီအဆုံးလေးနော်အဲ့ဒီဟာနဲ့ဒီဟာနဲ့တဒန်းထဲလေးမှာခြေစို့ market မှတ်ထားတယ်နော်အဲ့အဲ့ပုံစံလေးတိုင်းထုတ်လိုက်တာပေါ့နော်အဲ့ okay ဟုတ်ပြီအဲ့ဆိုရင်အခုခြေတို့ကအခုဒီလိုမျိုးလေးဒါပိတ်စမှတ်လားဒါလည်းပိတ်စမှတ်လားလက်ကိုဒီလိုလေးချလိုက်မယ်ဘယ်လက်ညာလက်နော်အဲ့တော့ညာလက်မှာဆိုလို့ရှိရင်သူအခုဒီမှာထုတ်ထားတဲ့ပတ်တန်လေးတိုင်းလေးပဲခြေကိုအခုဒီမှာ line လေးကတ်မယ်ပေါ့နော် နော် line နဲ့ဒီလိုလေးကတ်ချမယ်။ Okay ပြီးတော့ရင်ဒီဖက်ချမ်းဒီဖက်ချမ်းကြတော့ဒီမှာထုတ်ထားတယ်သူ့ရဲ့ဒီအတိုင်းလေးပေါ့နော်။သူ့ရဲ့ဒီပုံစံလေးအတိုင်းလေးဒီမှာကြည့်ပြီနော်။သူ့ရဲ့ဒီမြင်းလေးရှိတယ်။အဲ့ဒီမြင်းလေးကနည်းအပြင်ကိုချုပ်စာ၄စိတ်နော်အစီအမပေါ့လမ်းမနဲ့ဆို40 cm နဲ့ဆိုရင်ဟိုစပေါ့1.2 cm ပေါ့နော်အဲ့ဒီအတိုင်းခြေကိုဒီမှာမြင်းလေးဆွဲလိုက်တယ်မြင်လားနော်အဲ့တော့သူ့ရဲ့ဒီချုပ်စာ1လေးနဲ့ ဒီဖက်ချမ်းလေးကိုချယ်ရူကညှက်ထုတ်တယ်။ရမယ်နော်။ရမယ်နော်သူရဲ့ဒီဘက်ချမ်းလေးကိုညှက်ထုတ်လိုက်တယ်ညှက်ထုတ်ပြီးသွားလို့ရှိရင် သူ့ကိုလည်းအဲ့ဒီတိုင်းလေးပဲစက်ခုလိုင်းနေလေးကတ်မယ်ပေါ့နော်ကတ်မယ်ဆိုတော့သူ့ရဲ့ဒီကောင်လေးဒီကနေဘယ်ထိကတ်ဘယ်ထိကတ်မလဲဆိုရင်သူ့ရဲ့ဒီမှာမှတ်ထားတဲ့မာကင်လေးရဲ့အောက်နော်အဲ့ဒီထိလေးကိုချက်တော့ကတ်မယ်ရမယ်နော်။โอเคဟုတ်ပြီ။အဲဒါဆိုရင်နော်အဲ့ဒါလေးကတစ်ချက်နော်ပြီးသွားလို့ရှိရင် နော်တန်ဒီမှာတော့စစ်ပေါ့နော်ဒီစစ်လေးနော်ကြာမယ်နော်ဒီတီโอเคဟုတ်ပြီအဲဒါဆိုလို့ရှိရင်ဒီကနေဒီတီချက်ဟိုကလေးကပ်လိုက်မယ်နော်ကြည့်ကြည့်လေးရမယ်နော်။ Okay ဟုတ်ပြီ။အဲ့ဒါပြီးသားလို့ရှိရင်ချက်ဘာလုပ်မလဲဆိုတော့မြင်အောင်လို့မြင်းလေးပြမယ်။ဒီမှာချက်ဆိုသူ့ရဲ့ဟိုကောင်လေးရှိရနော်။သူ့ရဲ့ဒီပုံမှန်ဒီတီလေးနော်။ Okay ဟုတ် သူနကိုဒီအနေဒီတိပူးချုပ်မယ်ပဲတီချုံလဲဆိုလို့ရှိရင်ဒီနေရာမှာဈေးအစုံလေးဟုတ်တယ်နော်သူရဲ့ဒီဒီမှာဈေးဖုံးလေးနော်ဒီမှာကြည့်ကြည့်နော်သူရဲ့ဒီမှာဈေးရိုးဒီမှာဈေးဈေးစားတတ်မယ်ဆိုရင်သူရဲ့ဒီမှာကြည့် DM marketing နော် DM marketing ဆိုဒီနာပေါ့နော် မြင်လဲနော်โอเคဟုတ်ပြီအဲ့ဆိုဒီကနေပုံမှန်အတိုင်းပဲတောက်လျှောက်တောက်လျှောက်တောက်လျှောက်ချုပ်လာမယ်ဒီနားမှာခြီလေးမြများလေးတုံမယ်နော်ပြုတ်မှာဆိုလို့ဒီထိခြီတုံမယ်နော်ပြီးသားလို့ရှိရင်ဒီဘေးကိုဓာတ်ဆက်လိုက်မယ်ဒီဟာကိုလည်းတောက်လျှောက်ဓာတ်ဆက်လိုက်မယ်အဲ့ထိလေးအရင်ချုပ်မယ်နော် နော်ဒီနာထိချေလို့ချီတုပ်ပြီးွားပြီသူရဲ့ဒီနာအဲ့တော့သူ့ရဲ့အခုဒီမှာကြည့်ပဲနော်ဒီဘက်ချမ်းလေးဒီဘက်ချမ်းလေးဟွာကြတော့သူ့ရဲ့ဓာဆက်ထက်နည်းနည်းလေးကြော်ပြီးတော့မိဘူးတိုက်ပေးကြမယ်နော်ဓာဆက်နဲ့နော်ဓာဆက်လေးနဲ့ကတိလေးဒီအနေထားတော့လေနော်ဒီအနေထားတော့လေမိဘူးတိုက်မယ်သူ့ရဲ့ဒီဘက်ချမ်းဒီဘက်ချမ်းကြတော့သူခောက်ထားတဲ့ line နဲ့တညီသေးပဲမိဘူးတိုက်မယ် ြမယ်နော်အဲ့ဒီတော့ဒီအဆင့်မှာတင်ခြေဝက်ဒီကောင်လေးကိုကရှော့ပြီးတော့ခောက်ထားတယ်နော်ဒီကောင်လေးကရှော့ပြီးတော့ခောက်ထားတယ်ဒီကောင်ကကြောက်ကွက်တီခောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဆင့်မှာတင်ဒီကောင်ကအုပ်ပြီးသားနော် okay ဟုတ်ပြီအဲ့ဒါပြီးသွားတဲ့အချိန်ကျရင်ဘာလုပ်ပေးမလဲဆိုတော့သူ့ရဲ့အခုဒီကြီးစစ်လေးနော်ဒီကြီးစစ်လေးကိုယူမယ်ချက်ဒါလေးအကွာစပြီးတချမ်းပြီးတောင်းမယ်နော်အဲ့တော့ဒီကနေဒီထိဒီမှာကြည့်ပဲနော်ဒီကနေဒီထိဒီမှာ 1C ရဲ့အမှတ်လေးရှိတယ်အဲ့ဒီအမှတ်လေးနဲ့ဒီကောင်လေးနဲ့နော်ဒီဟာလေးကျေးစေးဆိုရင်တော့ဒီကောင်နဲ့ကွက်တီမချုပ်ပဲနဲ့နည်းနည်းလေးနောက်လေးကိုဆုပ်ပေးလိုက်ပေါ့ဒီလောက်လေးရမယ်နော်နည်းနည်းလေးခွာပါနော်မြင်နေလားတမျက်သူရဲ့ဒီနာလေးနော်နည်းနည်းလေးခွာလိုက်မယ်နော်ခွာပြီးသားလို့ရှိရင်အဲ့ရနေထောက်လျှောက်ချုပ်လာမယ်ဘယ်တိချုပ်မလဲဆိုရင်သူ့ရဲ့ဒီနေရာလေးရောက်လို့ရှိရင်ဒီလိုလေးလှန်ပြီးတော့အလိုက်တင်လေးချုပ်လာခဲလား ရမယ်နော်ဒီအစင်းတွေလေအားဆိုရင်ခြေထုပ်ဒီမှာကတ်တယ်ပြီးသားလို့ရှိရင်ဒီအထိပေါ့နော်ဒီအထိဈေးရဲ့အဆုံးထိကိုဒီမှာခြေလေးတုပ်လိုက်တယ်ပေါ့နော်ခြေလေးတုပ်လိုက်တယ်ပြီးသားရင်အခုဒီအစင်းထိနော်ဒီအစင်းထိရမယ်နော်โอเคဟုတ်ပြီအဲ့ဒါပြီးသားလို့ရှိရင်ဒီနေရာမှာခုနချဲတို့ဟိုလေအာသူ့ရဲ့ခောက်ရမယ့် line ထက်လေဟိုစပေါ့ဟိုဟာတစိမ့်လေး short ပြီးခောက်ထားရနော်ခြေတို့ချုပ်စာထုပ်တုံးကဟိုဟာဟိုဟာပေါ့၄စိမ့်ပေါ့နော်နံပါတ်နဲ့ဆို၄စိမ့်အခုဒီမှာခောက်တဲ့အချိန်ကြာရင်၃စိမ့်ပဲခောက်မယ်နော် ဝမ်းစီရမ်းမယ်ခောက်မယ်ဒီထီလေးဆိုလို့ရှိရင်အခုဒီမှာချဲလို့ဒီတကြောင်လေးချုပ်ပြီးသွားပြီချုပ်ပြီးတဲ့အချိန်ကျရင်လွယ်လွယ်လေးပဲသူ့ရဲ့ဒီကောင်လေးအခုဒီမှာဒီလိုလေးအုပ်လိုက်နော်တဆင်ချင်းလေးနော်โอเคဟုတ်ပြီအဲ့ဒါပြီးသွားတဲ့အချိန်ကျရင်အခုဒီကောင်လေးကိုချဲအုပ်ကိုဒီမှာအဲ့လေးထိုးမယ်ရမှာ ပြီးသားလို့ရှိရင်ဒီကောင်လေးကိုဒီလိုလေးအက်လေးထိုးမယ်ဒီကောင်လေးကိုဒီလိုလေးအက်လေးထိုးမယ်တိတိအခုဒီလိုလေးထိုးလိုက်တယ်ထိုးပြီးတော့ရင်အခုဒီလိုလေးလှန်လိုက်မြင်လားမြင်နော်ဒီလိုလေးလှန်ပြီးသားလို့ရှင်ဘာလုပ်မလဲဆိုတော့ဒီအလွှာနော်ဒီအလွှာလေးကိုကင်မယ်ဒါလေးနဲ့ပူးကင်မယ်ပူးကင်ပြီးချက်ကင်တာလေးတွေ့ရနော်ဒီလိုလေးကင်ပြီးတော့ ဒီလိုလေးယူမယ်ယူပြီးတော့ရင်ဒီလိုလေးလှန်လိုက်လွယ်လွယ်လေးပဲရမယ်နော်โอเคဟုတ်ပြီအဲဆိုရင်ဒီမှာကြည့်ဒီတက္ကာလေးတဲ့နော်အဲ့တော့ဒီကနေစပြီးတော့တချောင်းချုပ်သွားမယ်ဒီနားထီလေးချုပ်ပေးမယ်โอเคနော် ဒီအပြားပေါ့နော်ဒီအပြားတော့ခြေတို့တုံးမယ်ဒီမှာကြည့်ဒီကနေ့ဒီကြည့်ဈေးအရှိထက်ချုံစာ1 cm လောက်ပို့ရင်ရတယ်ဒီအကြက်ရကြတော့ခြေတို့ဘွာပေါ့ cm နဲ့ဆိုရင်10 cm ပိုကေဟုတ်ပြီအားဆိုလို့ရှိရင်အခုဒီမှာဒါလေးကိုခြေတို့ကိုဒီလိုလေးခောက်လိုက်မယ်ဒီလိုလေးခောက်လိုက်မယ်။ Okay ခောက်ပြီးသားလို့ရှိရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့လယ်လယ်လေးပဲသူ့ရဲ့ဒီကောင်လေးနော်ဒီကနေ့ ဒီမှာကြည့်နော်ဒီအားလေးဒီကို1 cm ရှော့မယ်ရှော့ပြီးသွားရင်ဒီလိုလေးသွားမယ်ဟုတ်ပြီအားဆိုလို့ရှိရင်ဒီတိုင်းလေးကိုညှက်ချမယ် ညှက်ချပေးသားလို့ရှင်အခုသူ့ရဲ့ဒီမှာကြည့်နော်ဒါလေးကိုဒဲထားခြင်းလည်းရအချမ်းတော့နည်းနည်းလေးစောင်းလိုက်စောင်းပြီးသားလို့ရှင်အခုဒီဟာဒီကောင်လေးကိုဒီလိုလေးလှန်လိုက်နော်လှန်ပြီးသားလို့ရှင်နော်လှန်လိုက်တယ်လှန်ပြီးသားလို့ရှင်ဒီနေရာကနေခြေတုပ်ခြေတုပ်ပြီးတောက်လျှောက်ချုပ်သွားမယ်နော်ချုပ်ပြီးသားလို့ရှင်ဒါလေးကိုခြေကိုလှန်လိုက်တယ်လှန်ပြီးသားရင်ဒီနေရာကိုထားဆက်လိုက်မယ်နော်ဒီထီလေးချုပ်ပြီးသားလို့ရှင်ခြေအခုဒီမှာအက်ကလေးဖြုတ်လိုက်မယ် ်ဆေးရဲ့ဒီမှာဆေးရိုးအဆောင်လေးရှိရပါเนาะအဲ့တော့ဒီနေရာမှာချက်ဆေးရိုးအဆောင်လေးရှိရဲ့နော်ဆေးရိုးအဆောင်လေးရဲ့နော် အောက်လေးနာနော်အခုချက်အခုဒီလိုလေးတင်လိုက်မယ်တင်ပြီးသားအခုတင်ပါတယ်လားဒီလိုလေးတင်လိုက်နော်ကြမယ်เนาะအဲ့တော့ဒီအပြားเนาะဒီအပြား site ကကြတော့ခြေကဟိုဟာလောက်သွားထားရတယ်ဒီအနေဒီထိဆိုရင်ဟိုဟာပေါ့ 3cm လောက်ပေါ့เนาะ 3cm လောက်သွားထားရတယ် okay ဟုတ်ပြီပြီးတော့ဒါကိုဟိုအပြားပေါ့เนาะအဲ့အောက်ကအဲ့တန်ရိုးလေးရဲ့အောက်ကနေအခုဒီလိုလေးချိန်ပြီးတော့ဒီလိုလေး ညင်းလေးဆွဲပြီးတော့ချုပ်သွားမယ်နော်အဲ့တော့ဟိုငိမ့်ချင်းဒီဂတ်ထုလေးနဲ့တူတူချုပ်ရင်လည်းရတယ်နော်ဒါမှမဟုတ်အခုဒီမှာချဲမြင်းဆွဲထားတဲ့လိုမျိုးလေးတခါလေးတန်းပြီးတော့ချုပ်ရင်လည်းရတယ်ရမယ်နော်အဲ့ဆိုအခုဒီကနေစပြီးတော့ချုပ်သွားမယ်ဘယ်ထိချုပ်သွားမလဲဆိုရင်ဒီထိချုပ်သွားမယ်နော်โอเคဟုတ်ပြီ ဆိုအခုဒီအဆင့်ထိပြီးပြီဆိုရင်အခုဒီမှာဒါလေးချုပ်ပြီးတချို့ရေလည်းဒီနောက်နှစ်ချောင်းနေနေပေါ့နော်ဒါတော့ဟိုကိုကြိုက်တက်လို့သွားလို့ရတယ်အဲဆိုရင်ခြေတို့ဒီမှာအရန်လာတဲ့ဇစ်တန်ဒီလေးရသွားပြီအဲဆိုရင်အခုဒီမှာခြေတို့အရန်လာတဲ့ဇစ်တန်ဒီလေးရသွားပြီပေါ့နော်သူဒီမှာလေဒါဆုံးအားလေးနော်လေနော်โอเคဟုတ်ပြီအဲဆိုလို့ရှင်ခြေတို့အခုဒီမှာတုံးထားတယ်ဒီအလွှာလေးနော်ဒီအလွှာလေးကိုခြေတို့အခုဒီကောင်လေးကိုဒီလိုလေးမှောက်လိုက်မယ် နော်မှားလိုက်လို့ရှိရင်အခုခြေတို့အခုဒီလိုပုံစံလေးရှိမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီဖက်ချမ်းနော်ဒီဖက်ချမ်းလေးမှာအခုဒီကောင်လေးကိုဒီလိုလေးတင်မယ်ဇစ်ဖုံးလေးအုပ်လိုက်ပြီမြင်နေနော်အဲ့တော့ခြေတို့အခုဒီမှာကြည့်ကြည့်ဒီ site ကအကြီးဒီ site ကအသေးဒီလိုလေးတွယ်လေးသွားမယ်နော်မြင်နေနော် okay ဟုတ်ပြီပြီးတော့ရင်ဒီကောင်လေးကိုဒီလိုပုံစံလေးတင်လိုက်မယ်တွေ့လားလောကအလှလေးဖြစ်သွားပြီနော် မြင်တယ်နော်အလှလေးဖြစ်သွားပြီ။ Okay အဲ့ဒီအချိန်ကြာမှာအခုသူ့ရဲ့ဒီအလှနဲ့ဒီအလှနဲ့ကိုအခုဒီမှာဒီလိုလေးကင်လိုက်မြင်လာမယ်နော်ဒီလိုလေးကင်ကင်ပြီးတော့ဒီလိုလေးဖယ်ပြီးတော့ဒီနေရာနဲ့မိတလောက်လေးတခြားနင်းချပေးမယ်။ရမယ်နော်။ Okay ဟုတ်ပြီ။အဲ့ဒါလေးလောက်အောင်နော်။